ตัว connection ตัว on off လုပ်ပေးလိုက်တာပဲရှိတယ်အဲ့ဒီ thermostat ကိုပဲယူပြီးတောထဲမှာသွားဆက် power နဲ့မ join ထားရင်ဘာဖြစ်လဲဘာမှအလုပ်မလုပ်ဘူးကျွန်တော်ပြောချင်တဲ့ point ကဘာဆိုကျွန်တော်တို့က thermostat ဖြစ်တယ် amen ကျွန်တော်တို့ ਨੇ join ထားတာကဘယ်သူလဲဖရာသခင်ဖြစ်တယ်เนาะတန်ရှင်တော်ဝိညာဉ်တော်ဖခင်နဲ့ဖြည့်စည်ခြင်းခံရတဲ့ကျွန်တော်တို့ကဝိညာဉ်တော်နဲ့ပြည့်ဝတဲ့ဝိညာဉ်တော်တကိုးနဲ့ပြည့်ဝတဲ့သူတွေဖြစ်တယ်ကျွန်တော်တို့ကဖခင်ရဲ့တကိုးကိုဘယ်လိုလုပ်ရလဲ ပြောထုတ်ရတာဖြစ်တယ်အဲ့ဒါက switch on လုပ်လိုက်တာဖြစ်တယ် amen ကျွန်တော်တို့က power ရှိလားမရှိဘူးကျွန်တော်တို့ကလုံနိုင်လားမလုံနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့အแทးမှာရှိတဲ့ဖရားသခင်ကအရာခသိန်းကိုလုံနိုင်တာဖြစ်တယ်အာမင်ကျွန်တော်တို့ကပြောထုတ်လိုက်တဲ့ခါမှာအဲ့ဒီဖရားကအလုံးလုံးလာတာဖြစ်တယ်တာမွန် step ကိုကျွန်တော်တို့က on လိုက်တဲ့ခါမှာမိတွေကလာလာတယ်မိခလုတ်တွေကဖွင့်လာတယ်မိဖွင့်လိုက်တဲ့ခါမှာမိတွေလာလာတယ်အေယကွန်းတွေလာတယ်အကုန်လာလာတလို့ပဲဖရားက power ဖြစ်တယ် ျွန်တော်တို့ကခလုတ်တက်တက်ပဲဖြစ်တယ်အာမင်အဲ့ဒါကြောင့်ကျွန်တော်တို့ထိုးသူဆိုတာကကျွန်တော်တို့ဖြစ်တယ်ဖျားသခင်ကပါလဲငါအရာအလုံးလုံးချင်နေတယ်ဒါပေမဲ့ငါလူတွေကပါဇက်ပိတ်နေကြတယ်တဲ့နော်ကျွန်တော်တို့ဘက်ကဘာလို့ပြန်ယုံကြည်ခြင်းနဲ့ကြွေးကြော်ဖို့လိုအပ်တယ်ယုံကြည်ခြင်းနဲ့တိမ်ပိုက်ဖို့လိုအပ်တာဖြစ်တယ်အာမင်ဖျားသခင်ကခါနန်ပြည်ကိုပေးတဲ့ခါကျဘာလို့လဲနော်ဒါလက်တက်တွေပြင်ပြီးတော့ထပြီးတော့တိုက်ပါလို့မပြောဘာလို့လဲကြွေးကြော်ခိုင်းတယ်ကျွန်တော်တို့ကဘာလို့ရမလဲယုံကြည်ခြင်းနဲ့ ဝန်ခံရမှာဖြစ်တယ်။အာမင်။ဆိုကိုပြောတဲ့စကားအဲ့ဒါကြောင့်ကိုပြောတဲ့စကားကိုကိုယုံဖို့လိုတယ်။သူများမယုံခင်ကိုယုံဖို့လိုတယ်။ဒီမှာကြည့်ကျွန်တော်ပုံမှာအချင်းသူဒီယုံမသောစိတ်နဲ့ကမိမိဆိုသည့်အတိုင်းဖြစ်မည်။ကိုပြောတဲ့စကားကိုဒီအရာကိုလောကသားတွေက principle ယူပြီးတော့ဒီအရာကိုလက်တွေ့ကျင့်သုံးတဲ့ခါမှာလောကသားတွေဖျားမတိတဲ့သူတောင်မှအလုပ်ဖြစ်တယ်။နေ့အတိုင်းစက်တူရေးလို့အခောက်တရာယူတယ်သူတို့ထင်ပါငါအောင်မြင်မယ်ငါအောင်မြင်မယ်ငါအောင်မြင်မယ် ဲ့ဒီ mindset တွေကိုဒီကျမ်းစာထဲကနေပဲယူတာဖြစ်တယ်။သူတို့ကတော့ဘယ်သူမှ Mark 11:23လို့မရေးထားဘူး။ဒါပေမဲ့ဒီ principle ကိုပဲကျမ်းစာထဲကနေပဲယူတာဖြစ်တယ်။ယေရှုကပြောတယ်နင်တို့ပြောတဲ့စကားအဲ့ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေကနော်ကျွန်တော်တို့ပောက်ကြရတွေဟိုဆဲဆိုတာတွေကျွန်တော်နှုတ်ကနေရိုင်းဆိုင်တဲ့စကားတွေကျွန်တော်တို့ကမပြောသင့်ဘူး။ဘာကြောင့်လဲ။သင်ရဲ့နှလုံးသားကယုံကြည်လိုက်သင်ပြောတဲ့အတိုင်းဖြစ်လာမယ်ဆိုရင်သင်လို့ချင်းလာเนาะဆရာကြီးတယောက်ကနေကိုပလန်နဲ့သူတို့လင်မယားနှစ်ယောက ဒီချမ်းပိုက်ကိုတို့ကအရန်လက်တွေ့လောက်ချင်တာအဲ့ဒါနဲ့ဆရာကြီးကအရန်ပင်ပတ်တဲ့ခါအာငါအရန်ပင်ပတ်တယ်ကွာငါတေးရင်ကောင်းတော့မယ်ငါနေနဲ့တဘောတူတယ်ယေရှုနာမနဲ့ငါတဘောတူတယ်တင်ပြောတဲ့အတိုင်းဖြစ်မယ်ဆိုတော့အဲ့ဒီဆရာကြီးငါငါငါ no no cancel cancel ချက်ချင်းပြန် cancel လုပ်တယ်ဘာကြောင့်လဲ तू ပြောတဲ့အတိုင်းဖြစ်မယ် तू ကတဘောတူပေးလိုက်တယ်လေနော်ဆိုတော့ကိုပြောတဲ့စကားကိုကျွန်တော်တို့ကအဒီ principle ကိုနားလည်လို့ရှိရင်ပေါက်ကက်စကားပြောချင်မှာမဟုတ်တော့ဘူးအာမင် တကယ်လို့ကိုပါဇက်ကထွက်လိုက်တဲ့စကားကိုကိုပြန်ရမယ်ဆိုရင်နင်တကယ်လို့ချင်းလားအာမင်ဒီတခင်ရှုကအဲ့ဒီ principle ကိုသင်ပေးနေတာဖြစ်တယ်ဆိုတော့ဒါကတော့ဗာလဲကိုပြောတဲ့စကားသူများမယုံခင်ကိုယုံဖို့လိုအပ်တယ်အာမင်အာမင်ဆိုဒုတိယအကြောင်းရ prophet prophet ဆိုတဲ့အဓိပ္ပာယ်သိလားမသိဆိုတော့ prophet ဆိုတာကကျွန်တော် Google မှာကြည့်တတ်တယ် P R O ကျတော့ဗာလဲ P R O P H E T P R O ကဗာလဲ professional เนาะကျွန်တော်ပဲလိုပဲဘာသာပြန်လိုက်တယ် PhET ကိုကျွန်တော် Google မှာရိုက်ထည့်လိုက်တော့ဘာထွက်လာလဲဆိုတော့ physical education ဘာလဲနောက်ဆုံး PhET technology ဆိုတော့ကျွန်တော်ကြည့်တော့ profit နဲ့ဒါနဲ့လည်းဘာမှမဆိုင်ဘူးလို့နော် professional physical education and technology ဆိုတော့ profit နဲ့လည်းဘာမှမဆိုင်အဲ့ဒါကြောင့် Google လည်းအရန်အားမကူနဲ့လို့ပြောချင်တာနော်ဒါပေမဲ့ကျွန်တော်အဲ့ဒီမှာနှုတ်ကပတ်တော်ကိုပြန်ပြီးဆက်ပြီးလေ့လာတဲ့အခါ profit ဆိုတာက Greek စကားဖြစ်တယ် pro ဆိုတာက ဘာလဲ before မတိုင်ခင် first ဆိုတာက speaking ဆိုတော့ prophet ဆိုတဲ့အတိတ်ပဲကမဖြစ်ခင်ကြိုပြောတာ speak before နော်ဆိုတော့ကျွန်တော်တို့အားလုံးက prophet တွေဖြစ်တယ်နော်ကျွန်တော်တို့ TV မှာကြည်နေတဲ့သတင်းတွေကလည်း prophet တွေဖြစ်တယ်နော်တို့က false prophet တွေလေတို့က prophet ပြုတ်နေတာအမကြခင်မြန်မာဒီနိုင်ငံကြီးမှာကိုဗစ်နဲ့အကုန်သိမ်းမယ်။ပါကန်နဲ့အော်နေကြလူတွေကပါလဲအဲ့ဒီ prophet စကားကိုယုံပြီးတော့အရန်ကြောက်နေကြတာ။ပြီးရင်ပါလဲ အဲ့ဒီကြောက်တဲ့စိတ်ကလူအလုံးကိုတေစေတာနော်ကျွန်တော်လေ့လာတဲ့သူကျွန်တော်ဒါတော့ကျွန်တော်မှန်တယ်လို့ကျွန်တော်မဆိုလို့ပါဘူးနော်ကျွန်တော်သူများပြောတာကြားတာတကယ်တော့ကိုဗစ်ကလူကိုမတတ်ဘူးတဲ့ကြောက်တဲ့စိတ်က90ရာခိုင်နှုန်းတတ်တာတဲ့နော် fear ဆိုတော့ prophet ကအရေးကြီးတယ်မဖြစ်ခင်ကြိုပြောတာဆိုတော့ either good news or bad news ကြိုက်တယ်ဟာပြောနော်ယုံကြည်ခြင်းနဲ့ကြားနာခြင်းအဲ့ဒါ prophet ဆိုတဲ့အိဗယ်ကမဖြစ်ခင်ကြိုပြောတာဒါပေမဲ့ကျွန်တော် Christian တဲမှာရှိတဲ့ prophet တွေတော်တော်များများကတော့ဗာလဲ မဖြစ်ခင်ပြောတာမဟုတ်ဖြစ်ပြီးမှပြောတာနော် after fat လို့ပြောရမှာပေါ့နော် to prophet မဟုတ် after fat သူတို့ကသူတို့ prophet ကောင်းစင်တတ်တယ်ဒါပေမဲ့သူတို့ကသူတို့ပြောလိုက်တဲ့ဟာတွေကဖြစ်ပြီးသားအကြောင်းအရာတွေကိုပြန်ပြန်ပြောနေတာနော် prophet မဟုတ် after fat ဟွန်းဆိုတော့အဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့ prophet ဆိုတာကဘာလဲမဖြစ်ခင်ကြိုပြောတာဆိုတော့ prophet နှစ်မျိုးရှိတယ်နော် prophet ပြုခြင်းနှစ်မျိုးရှိတယ်နော်ပထမတစ်မျိုးကဘာလဲဆိုတော့ဖျားသခင်ဖွင့်ပြတဲ့အရာကို ြောတာပြောပြန် prophet တမျိုးဖျားသခင်ဖွင့်ပြတဲ့အရာကိုကိုကပြောတာဆိုတော့ဓမ္မဟောင်းကျမ်းမှာရှိတဲ့ prophet တော်တော်များများအဲ့ဒီပုံစံဖြစ်တယ်နော်ဖျားကဖွင့်ပြတယ်အခုကျွန်တော်တရားဟောတယ်ဆိုတာကလည်း prophet ပြုခြင်းတမျိုးဖြစ်တယ်နော်ဖျားကဖွင့်ပြတယ်လို့ကျွန်တော်ယုံကြည်တဲ့ဟာကိုကျွန်တော်ဒီမှာရှိတဲ့သူကိုပြန်ပြောပြတာဖြစ်တယ်အဲ့ဒါကတမျိုးဆိုတော့မကြာခင်မှာတင်ကအိမ်ရလာမယ်နော်မကြာခင်မှာတင်နောက်3လအတွင်းမှာနေပစ္စည်းတခုခုနော်အောင်မြင်ခြင်းရလာမယ်ရာထူးတိုးလာမယ်အဲ့လိုမျိုးတရားဟောကကိုယ်ကို prophet ပြုတယ်ဆိုရင်နော် မဖြစ်သေးတဲ့ဟာကိုပြောတာကိုကို prophet ပြုတာနော်ကို့နှလုံးသားထဲမှာငโกကရဲကဖျားတိခင်ကကို့ကိုဖိပြထားတယ်ဆိုတော့လက်ခံလိုက်ပုံဒါပေမဲ့ကို့နှလုံးသားထဲမှာလည်းဘာမှမဖြစ်ဘူးဆိုတော့ဒီတယောက်ကနော်ဖျားဖွင့်ပြတာမဟုတ်လေဒါသူလည်းလူပဲလေနော်မားရင်မားတက်မှာပေါ့ဒါပေမဲ့ပြောချင်တာကမားတယ်လို့လည်းမဆိုလိုဘူးဒါပေမဲ့ prophet ဆိုတာကမဖြစ်ခင်ပြောတာဒါကတစ်မျိုးနောက်တစ်မျိုးကြတော့ပါလဲဆိုဖျားတိခင်နှုတ်ကပတ်တော်ထဲမှာပါတဲ့အကြောင်းအရာကိုယုံကြည်ခြင်းနဲ့ပြောထုတ်တာဖြစ်တယ် ်ထပ်ပြောပြန် prophet နောက်တမျိုးကျတော့ဘုရားသခင်နှုတ်ကပတ်တော်ထဲမှာပါပိတာဘုရားစကားကိုယုံကြည်ခြင်းနဲ့ပြောထုတ်တာဖြစ်တယ်ကျွန်တော်ပြောပြန်ယေရှုနာမနဲ့နင်တို့အားလုံးကြမ်းမာပြီလို့ပြောတာကကျွန်တော် prophet ပြုတ်လိုက်တာဖြစ်တယ်မဖြစ်သေးတဲ့အရာကိုကျွန်တော်ပြောလိုက်တာဖြစ်တယ်ကျမ်းစာထဲမှာပါလဲတစ်ပိ20လေးမတ်သဲ8စကွန်မှာပါတယ်နော်အာအိုက်ဇာ53မှာခံရတော့ဒဏ်ချက်တော်ဖြစ်ကျွန်တော်တို့ကကြမ်းမာပြီနော်ကျမ်းစာထဲမှာပါပိတာအကြောင်းအရာ ဖျားသခင်ကကျွန်တော်ခုနကတချင်းဆိုနေတဲ့အချိန်မှာဖျားသခင်ကကျွန်တော်တို့ကောင်းတော့အကြံစီတွေရှိတယ်ဖျားသခင်ကျွန်တော်အနာဂတ်အတွက်အကောင်းဆုံးတွေပြင်ဆင်နေတယ်အဲ့ဒါလည်း prophet future တမျိုးဖြစ်တယ်နှုတ်ကပတ်တော်ထဲမှာပါတဲ့အကြောင်းအရာကိုကျွန်တော်ကယုံကြည်ခြင်းနဲ့ပြောထုတ်လိုက်တာဖြစ်တယ်အဲ့ဒါကလည်း prophet future တမျိုးဖြစ်တယ်ဆိုတော့ prophet future ဒီနှမျိုးတမျိုးကတော့ဖျားကကိုယ်ဖွင့်ပြတဲ့အရာကိုနော်ကိုယ်အိမ်ထောင်ရေးကိစ္စဘာဖြစ်ဖြစ်ကျွန်တော်ဖွင့်ပြတာဒါကတော့ကျွန်တော်ဟို prophet ကပြောတယ်ဆိုရင် ဟိုမှာတရားဥပမာဆိုပါတော့နော်ကိုကို perfect ကကိုကိုနင်မကြခင်တည်တော့မယ်လို့ဥပမာပြောတယ်ဆိုပါတော့ဒါမဲ့အဲ့လိုမျိုးကြတော့စိတ်ထဲမှာကိုကိုကိုဒုက္ခရောက်မဲ့ဟာကြီးကိုစိတ်ထဲမှာလည်းဘယ်လိုခံစားရမှာလဲမသိဘူးလေဆိုတော့အဲ့လိုမျိုးကြတော့လည်းလက်မခံသင့်ဘူးလေပြောချင်တာကဖျားတကယ်အရင်တစ်ခါတော့ကျွန်တော် ပြောဖျားပြောတဲ့စကားကအများရအဖြေနဲ့တွဲပါလာတယ်ဖျားက prophet ပြုရင်အဖြေအများရတွဲပါလာတယ်နော်ဖျားကပြောတဲ့ခါကျတကယ်လို့နေဒီလိုဒုက္ခရောက်တော့မယ်တာစွန်တင်တီဟာလောက်လိုက် เนาะဒါဆိုရင်ဘုရားတကယ်နေကိုခွင့်လွတ်မယ်ကျမ်းစာထဲမှာအများကြီးပါတယ်เนาะကျွန်တော်တို့ဘယင်တချို့တွေလည်းเนาะနေမကြခင်တိတ်မယ်လို့ပြောတယ်ဘုရားကပြန်ပြောခိုင်းတယ်နောက်10နှစ်ပြန်ရှင်းမယ်เนาะ prophet ကအဖြေတခါလည်းပါတယ်ဆိုတော့ကျွန်တော်တို့ prophet ပြုခြင်းဆိုတာဘာလဲအဓိက point ကပြပလဲနှစ်ခုရှိတယ်တစ်ခုကဘုရားကဖွင့်ပြတယ်အဲ့ဒါကိုကိုကထုတ်ပြောရတယ်နောက်တစ်ခုကပါလဲကျန်းစာထဲမှာပါပိတာအကြောင်းအရာကိုနှုတ်ကနေကျွန်တော်တို့ကယုံကြည်ခြင်းနဲ့ပြောထုတ်တယ်အဲ့ဒါကတော့ကျွန်တော်တို့တော်တော်များများလုပ်နေတဲ့ကျင့်သုံးနေတဲ့အရာတွေဖြစ်တယ် เนาะကျွန်တော်ဒီအသင်းတော့ကျွန်တော် full gospel ကတော်တော်လေးတုံးပြပါတယ်။ចန်းစာထဲမှာပါတဲ့ဂတိတော်တွေကိုယုံကြည်ခြင်းနဲ့ပြောထုတ်တာယုံကြည်ခြင်းနဲ့ဝန်ခံတာအဲ့ဒါတွေကကိုယ့်ရဲ့အနာဂတ်ကိုကို prophet ပြုတ်နေတာဖြစ်တယ်။အာမင်။သဘောပေါက်တယ်เนาะအဲ့ဒါဆိုရင် so prophet ပြုတ်ခြင်းတာနှမျိုးရှိတယ် okay အဲ့ဒါသဘောပေါက်ပေါက်ပြီဆိုရင်တော့ကျွန်တော်ဒီကနေ့ subject သွားရအောင်ဂျေဇုပြပြတော့ Ezekiel သွားကြရအောင်ဆိုတော့ ျွန်တော်ဒီ prophet ပြုခြင်းအကြောင်းကိုကျွန်တော်စိတ်ထဲမှာပါတဲ့ခါမှာကျမ်းစာလေ့လာတဲ့ခါမှာဒီ Ezekiel ထဲမှာ prophet ပြုပါဆိုတဲ့စကားလုံးက6ချက်ပါတယ်။တခြားတခြားဇလန်းတွေဖတ်ကြည့်လိုက်ဒီချိန်တည်းကျွန်တော်ကျွန်တော်လေ့လာတလောက်နော်။ဒီနေရာမှာကအများဆုံးပဲ။ဟို parable တွေအများကြီးရှိတယ်။ဒါပေမဲ့ဒီ parable က prophet ပြုတဲ့စကားလုံးကိုတုံးတာအများဆုံးပဲ။ so ဒီအရာကိုကျွန်တော်ခွန်အားရတယ်ဖတ်တဲ့ခါမှာဘုရားသခင်ရဲ့တသက်ပြုခြင်းခံရတယ် ဆိုတော့ဒီနေရာမှာကျွန်တော်တို့အသက်တာโอเคအစအဆုံးတစ်ခေါက်အရင်ဖတ်ရအောင်နော်1 2 3တပန်းထာဝရဘုရား၏လက်တော်သည်ငါအပေါ်မှာရှိ၍ဝိညာဉ်တော်အားဖြင့်ငါကိုပြင်သွို့ဆောင်သွားလျက်အယိုးတို့နယ်ပြည်တော်ဂျိုင်းအလယ်၌ထားပေးလင်ထိုအယိုးတို့ပတ်လည်၌ရှောက်သွားစေတော်မူ၏ထိုဂျိုင်းမျက်နှာပြင်၌များစွာသောအယိုးတို့သည် ရှိ၍အလွန်သွေးချောက်ကြ၏ ထာဝရဘုရားကလည်းအချင်းလူသားဤယိုးတို့သည် အသက်ရှင်နိုင်တော်ဟု မေးတော်မူလင်ငါကအိုထာဝရဘုရားကိုတော်တည်တော်မူသည်ဟုပြောလေ၏ထာဝရဘုရားကလည်းဤယိုးတို့ပေါ်မှာပရောဖက်ပြု၍ဟောရမည်မှာအိုသွေးချောက်တော်အယိုးထာဝရဘုရား၏အမိန့်တော်ကိုနားထောင်ကြလော့ဤသွေးချောက်တော်အယိုးတို့အားအရှင်ဘုရားမိန့်တော်မူသည်ကား ငါသည်တင်တို့အထဲသို့အသက်ကိုတွင်း၍တင်တို့သည်အသက်ရှင်ရကြမည်တင်တို့အပေါ်မှာအကျော်တို့ကိုငါတင်၍အသားတို့ကိုတက်စေမည်အရေနှင့်ဖုံးလွှမ်း၍အသက်ကိုတွင်းသဖြင့်တင်တို့သည်အသက်ရှင်၍ငါသည်ထာဝရဖြစ်ကြောင်းကိုသိရကြလိမ့်မည်မာထားတော်မူသည့်အတိုင်းငါသည်ပရောဖက်ပြု၏ပရောဖက်ပြုစဉ်တွင် အသားမြည်၏လှူရှားခြင်းလည်းရှိ၏ အယိုးတို့သည်တခုအနီးသူတခုချီးကြ၏ငါကြီးရှုစင်တွင် အကျော်တို့သည်ပေါ်လာ၍အသားလီလဲတက်၏အရေလဲဖုံးလွှမ်း၏တို့ရာတွင် အသက်မရှိသေးထာဝရဘုရားကလည်းအချင်းလူသားလေအားပရောဖက်ပြုလော့အရှင်ထာဝရဘုရား၏အမိန့်တော်ကို လေအားဆင်းဆိုရမည်မှာအိုးလေအရေလေးမျက်နာတို့မှလာ၍ဤအသေးကောင်တို့သည်အသက်ရှင်မီအကြောင်း သူတို့အပေါ်မှာမုတ်လော့မာထားတော်မူဒီတိုင်းငါပရောဖက်ပြု၍လေသည်သူတို့ထဲသို့ဝင်သဖြင့်သူတို့သည်အသက်ရှင်၍အလွန်များသောဘိုးကြီးဖြစ်လျက်မတ်တပ်နေကြ၏အာမင်သာရဖျားကလည်းအချင်းလူသားဤယိုးတို့သည်ဣတရေလမျိုးသားအပေါင်းဖြစ်ကြ၏အယိုးများသည်တွေးချောက်ကြ၏မျောလင့်စရာမရှိငါတို့သည်ဆုံးရှုံးကြပြီဟု တို့ဆိုတတ်ကြ၏တို့ဖြစ်၍ပရောဖက်ပြုလျက်အသက်ရှင်စာရဖျားဤအမိန့်တော်ကို ရိုးချောက်ဖြစ်သွားတယ်နဲ့တူတယ်နော်။မိုက်ကကြောက်သွားခုနခုနကျွန်တော်ဖတ်သွားတဲ့ကျမ်းစာကတကယ်လို့လက်တွေ့မှာเนาะကျွန်တော်တယောက်တည်းရှိတဲ့ချိန်ကိုယ့်အရှိမဖြစ်နေတော့တယောက်မှ prophet ကိုအဆုံးထိပြုမှာမဟုတ်တော့ထပြေးကြမဲ့လူတွေပဲဟုတ်တယ်မလား okay ဆိုတော့ first one ကနေ okay ဆိုကျွန်တော်တက်တာထဲမှာအယိုး6တွေရှိတယ်เนาะကျွန်တော်အသက်တာထဲမှာအယိုး6တွေရှိတယ်လူတွေတော့မမြင်ပါဘူး ဆိုတော့ခုနဇက်လန်းကိုအစအဆုံးကိုအပေါ်ကနေအောက်မဟုတ်ဘူးအောက်ကနေအပေါ်ပြန်ဖတ်ရင်အဲ့ဒီအယိုးတွေကယိုးယိုးအယိုးမဟုတ်ဘူးခြောက်နေတာနော်ယိုးတာတောင်မှယိုးယိုးမဟုတ်ပါလေခြောက်နေတာဆိုတော့ဘာမှသုံးစားလို့မရတော့ဘူးဒါပေမဲ့အဲ့ဒီအယိုးကိုအဲ့ဒီအယိုးကအဲ့လိုမခြောက်ခင်မှာဘာဖြစ်လဲဆိုရဲအသားရှိတယ်အသက်ရှိတယ်အကုန်လုံးအသက်တာထဲမှာအပြည့်အစုံရှိတယ်နော် ကျွန်တော်ပြောချင်တာကကျွန်တော်တို့အသက်တာထဲမှာတစ်ချိန်တုန်းကရွှေထီးဆောင်ခဲ့တဲ့အချိန်တွေကျွန်တော်တို့မှာရှိတယ်ကျွန်တော်တို့ကောင်းစားတဲ့အချိန်တွေရှိတယ်တော့ကျွန်တော်အစဉ်ပြေတဲ့အချိန်တွေရှိတယ်ကျွန်တော်ဘုံတော်အတန်နေရမ်းကြားနေရပြီနော်อืมဆိုတော့ဘုံတော်တွေကတရားတောက်ပါနေနည်းနည်းလေးလျှော့ပေးပါလား please အဲခေါ်လာဆိုတော့အစဉ်ပြေတဲ့အရာတွေရှိတယ်ကျွန်တော်တက်တာထဲမှာ မိတ်ဆွေကောင်းတွေရှိတယ်တငယ်ချင်းအကောင်းတွေရှိတယ်ကိုကိုအမြဲတမ်း support လုပ်ပေးမယ်လို့တွေရှိတယ်နော်ကိုကိုအားပေးမယ်လို့တွေရှိတယ်ကိုကိုနှစ်သိမ့်ပေးမယ်လို့ရှိတယ်ငွေရေးကြီးဆိုကိုပန်အောက်ထဲမှာလှည့်ကြည့်စရာတော့မလိုဘူးနော်အမေဖေကိုတောင်းလိုက်နော်ကိုအသက်တာထဲမှာပြည့်စုံတဲ့အခြေအနေရှိဒါမဲ့အခုလက်ရှိအချိန်မှာတော့ကိုအခြေအနေကပါဆိုတော့အယိုးစုတွေကြားထဲမှာရှောက်သွားနေတဲ့လူဖြစ်နေကိုပန်ကောက်ကြည့်လိုက်ရင်ဆရာဆရာပြပြောတာပါလေကဘာဦးချန်အခန်းကြီးတက်ကနေတော့ဟုတ်လား လွတ်လပ်လာဖြစ်နေတယ်ဟုတ်လားလွတ်ကူပါအကောင့်ထဲကြည့်လိုက်လဲ negative USA ရောက်လာတော့ကိုကိုအားပေးမယ်လို့တငယ်ချင်းတွေရှာတော့လဲတယောက်မှမရှိကိုကိုကူညီမယ်လို့လည်းမရှိ သူများကိုအကူအညီတောင်းတော့လဲနေရနေရရှာရှည်ပြီးဘာလို့သွားရလဲကိုအပြောခံရတယ်နော်ကျွန်တော်တက်တာထဲမှာနော်အမျိုးမျိုးအပေါင်းအသင်းရှာလာတော့လဲကိုမှအပေါင်းအသင်းကိုကိုအားပေးမယ်လို့လည်းမရှိကိုဘဝမှာ အချောက်တွေ့ဆုံးနေရာတွေ နော်ကိုမရောက်ချင်တဲ့နေရာအယိုး6ဆိုတာက နော်ကျွန်တော်တို့တက်တာတဲမှာကျွန်တော်မရောက်ချင်တဲ့နေရာကျွန်တော်တို့အားလုံးရောက်နေကြတယ်နော်ကိုရဲ့အခြေအနေမှာ လုံးဝရက်တီလို့မရတော့အယိုးအယိုး6ဆိုတာကစားလို့လည်းမရဘူးဘာမှလုပ်လို့မရဘူးနော်ဆိုတော့ကိုအခြေအနေကအဲ့လောက်ကြီး lowest in the wc ပေါ့နော်ကျွန်တော်တို့ကတက်တာကပါလေအောက်ဆုံးအဝေးစီကိုရောက်နေပြီစိတ်ဓာတ်ကလည်းကောက်เสียမှရှိတော့ဘူးအသက်တာကအဲ့လိုဖြစ်နေတယ် တွေးချောက်တဲ့နေရာမှာရောက်နေတယ်တကယ်လို့ကျွန်တော်ဒီကျွန်တော်ဒီနေ့ပြောတဲ့အကြောင်းကဒီအရာကကျွန်တော်ရဲ့အသက်တာနဲ့ကိုက်ညီတယ်ဆိုရင်ဒီကနေ့ဘုရားသခင်ကျွန်တော်တို့ကိုထွတ်မြောက်ရလမ်းပြင်ဆင်ပေးနေတာဖြစ်တယ်အာမင်အဲ့ဒီရိုးချောက်တွေပေါ်မှာကျွန်တော်တို့ကိုဘုရားသခင်က prophet ပြုဖို့ကျွန်တော်တို့ကိုပြောနေတာဖြစ်တယ် hallelujah ကိုယ်အသက်တာထဲမှာဖြစ်နေတဲ့အဲ့ဒီတွေးချောက်နေတဲ့အရိုးတွေကိုကျွန်တော်တို့ကိုဘုရားသခင်ကပါလဲ prophet ပြုဖို့ဖြစ်တယ်အာမင်အဲ့လို prophet မပြုခင်မှာကျွန်တော်တို့ကိုဘုရားကမေးတယ်အဲ့ဒီရိုးတွေ အသက်ရှင်နိုင်သလားလို့ကျွန်တော်တို့ကိုဘုရားကမေးနေတာဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်ပြောပေးမယ်တင်းရဲ့စုပ်ပြတ်နေတဲ့အချိန်နေဘုရားသခင်ကအမြင့်ဆုံးပြန်ချီးမြောက်နိုင်မလားလို့ဘုရားသခင်ဒီနေ့မေးနေတာဖြစ်တယ်အာမင်ကျွန်တော်တို့မအောင်မြင်တော့ဘူးလို့ထင်နေရကျွန်တော်ဘလောက်ပဲစ조사조사အောက်မှာပဲရှိရတော့မယ်ဆိုတဲ့အတွေးခေါ်တွေဘုရားသခင်ဒီကနေ့နေ့ကိုအောင်မြင်စေမယ်လို့ပြောနေတာဖြစ်တယ်အာမင်တွေးချောင်းနေတဲ့အယောကနေပါလေကျွန်တော်တို့ကဘာလဲဘိုးချေကဲတို့ဖြစ်ဖို့တင်ယုံနိုင်သလားလို့ကျွန်တော်တို့ကဘုရားကမေးနေတာဖြစ်တယ်အာမင် ဖျားလို့ပေးမယ်ဖျားလို့ပေးမယ်ဟုတ်တယ်ဖျားကတော့ကောင်းကင်နဲ့မြေကြီးကိုတော့လှုပ်ခဲတယ်ကျွန်တော်ရဲ့ဘဝမှာရှိတဲ့ကိစ္စလောက်ကတော့တနာရတယ်ဖျားကအကုန်လှုပ်နိုင်တယ်ဒါမဲ့ဒီကနေ့ကဖျားလို့မှာမဟုတ်ဘူးဖျားကလှုပ်ပေးပြီးသွားပြီဖျားကကျွန်တော်ပါပြောလဲပရောဖက်ပြူပါကျွန်တော်ကိုလှုပ်ခိုင်းတာဖြစ်တယ်အာမင်ကျွန်တော်တွေကပါလဲဟိုငှက်တယ်လို့မျိုးဟိုအတိုက်ထဲမှာထိုင်ပြီးတော့အဖေမေးပြလာပစက်ကြီးဟာပြီးတော့ပါလဲနိုဘူးကြီးဆိုးပြီးတော့နေတဲ့နေထားမျိုးဖျားကမလို့ချင်တော့ဘူးအာမင်အာမင် 今朝个蕾蕾睇到个诺布苏呢肌肉哥，oh so cute！啊，但蕾蕾做只诺布苏呢，个个个是肌肉哥啦，冇搞唔？No？No？个蕾蕾啊，诺布诺布，okay，哎呀，我可爱呀只，诺哥把肉肉可爱呀，诺布苏啊，肉可爱呀只。今朝有边样咩？今朝有只今朝有只个偏爱系咩巴咧？诺布苏呢个演员系 next level，amen？个个巴咧，你个阿公 pay 多少位？Profit view？今朝有。 ကျွန်တော်တို့အိမ်ထောင်တဲ့တွေဆိုတော့လူပြိုတွေကတော့တိမာမို့ကျွန်တော်အိမ်ထောင်တဲ့တွေနော်ကျွန်တော်တို့ဘာနာကောင်းတဲ့ပတ်စံအများကြီးထဲတယ်မိမရော့ဘန်ကတ် shopping တော့ဖျားတကင်းကကျွန်တော်တို့ကအဲ့လိုခိုင်းတာဖြစ်တယ်အာမင်အာမင် hallelujah ကျွန်တော်တို့တာဝန်ကပါလဲ shopping တော့ပြီးဘန်ကတ်ကိုချစ်ဖို့ပဲလိုအပ်တာဖြစ်တယ်အာမင်အာမင်ဖျားတကင်းကကျွန်တော်ဝိညာဉ်တော်ဖျားဖျားကောင်းလုံးပေးပြီးတော့ပြီအာမင်အာမင် hallelujah ်ဖျားတကယ်ဝိညာဉ်တော်ဖျားအဖြစ်ကျွန်တော်ကကိုလုံးသားတော်နဲ့တကွာခတ်သိမ့်တော်ရကျွန်တော်တို့ကိုပေးပြီးတော်ပြီကျွန်တော်တို့တော်ဝန်ကပါလဲပြောထုတ်ဖို့ပဲလိုအပ်တာဖြစ်တယ်အာမင်ကိုယ့်အသက်တာထဲမှာဘာအကောင့်နေကြည့်လိုက် minus နဲ့အနီရောင်နေဖွင့်တယ်ငါဘာအကောင့်နေငါဒီဒီ profit ပြုတယ် plus in jesus name ပြောရမှာဖြစ်တယ်အာမင်ကိုယ့်ဘာအကောင့်ကိုကြည့်ပြီး profit ပြုအာမင် 单个他妈的说，哎呀，查理卡巴，酷贝纳巴西的，哦，骄傲哥斯卡皮奥，耶稣呐，曼奈，孟加拉提奥，雅比皮查维奇，阿门，阿门，勇气之内勇敢，阿门，阿门，罗钦彪拉，罗钦奥盖萨巴西，阿门，彪钦那个酷特达酷皮钦内，阿呆，perfect beautiful 皮的，阿门。 ဖျားသခင်ရဲ့နှုတ်ကဖျားသခင်ကိုယုံကြည်ခြင်းရှိကြလောနော်ဖျားသခင်ကိုယုံကြည်ခြင်းရှိကြလောဆိုတော့ဗာလဲဖျားသခင်ရဲ့စကားကိုယုံကြည်ပြီးရင်ဗာလဲကိုပြောတဲ့အတိုင်းဖြစ်မယ်ဆိုတာကိုယုံကြည်အာမင်ကိုအသက်တာထဲမှာကိုအခြေအနေကြီးပြအသက်ကလည်းကြီးနေပြီနော်ကျွန်တော်တို့ရွယ်လို့ပေါ့အသက်ကလည်းကြီးနေပြီဟိုကြောင်းတော့တက်ရအောင်လည်းမဟုတ်ပြန်ဘူးနော်ဟိုနောက်ပြန်ဆုတ်လို့လည်းစင်မပြေငါအသက်တာထဲမှာငါငါနဲ့အရွယ်တူတွေကအကုန်အောင်မြင်ဘူးငါကျတော့ဘလို့နေမလဲဒီကနေ့အစားပြီးနေ့ရနာကမှာဘာဖြစ်ချင်းလဲ ကိုကိုကို prophesy လုပ်ပလိုက်အာမင်ဟိုဆရာဒီဆရာကိုစောင့်ဆရာမလိုဘူးနှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့ပြောထားပြီးတိကိုအမီးမဖြစ်စေပဲဦးကောင်းဖြစ်စေမယ်ချင်းငါတဲ့လူမဖြစ်စေပဲပေးကနဲ့သူဖြစ်စေမယ်ဖရာသခင်ကကျွန်တော်တို့ကို prophet ပြုခိုင်းနေတာဖြစ်တယ်နင်လိုချင်တဲ့အတိုင်းနင်ပုံဖော်အဲ့ဒီတိုင်းဖရာကလှုပ်ပေးမှာဖြစ်တယ်အာမင်အာမင်အာမင်ကျေကျေထူးအာမင်ကျွန်တော်ဒီမှာကျွန်တော်စရွေးတရားဒီမှာရေချောင်းစီးတယ်လို့စီးတော့မယ်အာမင် ျွန်တော်တို့အရန်ခွာရတယ်ဒီမှာတယောက်မှခွာမရလဲကျွန်တော်ခွာရတယ်အာမင်ကျွန်တော်ဟောတာကျွန်တော်ခွာရတယ်အာမင်ဘာကြောင့်လဲကျွန်တော်အသက်တာထဲမှာဒီမှာရှိတယ်လို့မမြင်တဲ့အယိုး၆တဲ့အများကြီးရှိတယ်အာမင်ကျွန်တော်လည်းအခုအဲ့ဒီယိုး၆တွေကိုဘာဖြစ်လဲအမိတ်ပေးနေတာဖြစ်တယ်ပရောဖက်ပြုတ်နေတာဖြစ်တယ်ဟာလေလုယာအာမင် ဒီဖျားเจ้าတဲ့မှာเนาะလူရည်เนาะဖျားเจ้าအပြည့်เนาะ prophet ပြုရအောင်ယေရှုနာမနဲ့ဒီထဲမှာ prophet ပြုတယ်လူတွေအပြည့်အာမင် hallelujah prophet ပြုရအောင်ကိုယ့်ရဲ့အသက်တာထဲမှာကျွန်တော်ပြောပြမယ်အာမင်အာမင်အာမင် prophet ပြုပါကျွန်တော်ကိုစောင့်ရှောက်လို့ဖြူခြင်းလက်ဆက်ပြုเนาะကိုယ့်အကိုကိုယ့်အသက်တာထဲမှာလိုအပ်တဲ့အပြုเนาะအာ verse 1လေးပြန်ပြပါဦးကျွန်တော်ဒီကနေ့အကုန်ထိရောက်မှာမဟုတ် verse 1နဲ့တင်ပြီးသွားမယ်ပုံပဲကြည့်ရတာ okay ထုံချိုင်မြတဲ့များစွာသောအယိုးတို့ဒီသူပတ်လဲဆိုတော့အယိုးတွေပတ်လဲမှာရှောက်ကြရှောက်သွားခိုင်းတယ်ဘုရားကအယိုးပတ်လဲမှာနော်ဒါကဘာနကောင်ဒါကကိုယ် single hood ဒါကအိမ်ထောင်ရစ်စင်မပြေမှုနော်အယိုး၆တွေအယိုး၆တွေပတ်လဲရှောက်သွားခိုင်းတယ်ဘုရားတခင်ကဒါကတော့အိမ်မှာငွေရေးကြီးစင်မပြေမှုဒါကမိသားစုစင်မပြေတဲ့အရာနော်ဒါကတော့ဟိုဟိုဘာလဲဆံပွဲမောင်တဲ့အရာနော်ဟိုကတော့ကိုယ်တတထဲမှာအလုံးနဲ့စင်မပြေတဲ့အရာနော်ဒါကတော့ဘုရားတရားကိစ္စမှာပါတိုင်းဒုက္ခရောက်တဲ့အရာ ကိုယ့်ရဲ့အယိုးချောက်တွေကိုပါလဲရှောက်သွားခိုင်းတယ်ဘုရားကကြည်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 ကိုယ့်အယိုးချောက်ကိုတဲချကြည်ပြီးတဲ့ခါကျဘာလို့ရမလဲအဲ့ဒီအယိုးချောက်တွေကိုဘုရားကစပြမိတ်ပေးခိုင်းတယ်အာမင်အဲကိုပါအမိတ်ပေးလဲဆိုတော့ကိုတီးဖို့လိုအပ်တယ်အာမင်ကိုအသက်တာထဲမှာလိုအပ်တဲ့ focus ကိုပောက်ကြဟိုဘာလဲဟိုစတူရေးတွေလိုမျိုးတင်ပေးတဲ့ဟာကိုရှောက်អော်နေတာမျိုးမဖြစ်စင်ねဆို ကိုပါအော်လဲဆိုကိုတီးဖို့လိုရတယ်အာမင်ကိုပါကို prophesy ပြုလဲဆိုကိုတီးဖို့လိုရတယ်အာမင်အာမင်ဆိုတော့ကျွန်တော်တက်တာထဲမှာကိုယ့်ရဲ့အထဲမှာရှိတဲ့အယိုးချောက်တွေဘုရားသခင်ကျွန်တော်တို့ကိုရှောက်သွားခိုင်းတာဖြစ်တယ်အာမင်အထူးသဖြင့်ကျွန်တော်တို့ဒီ USA မှာဆိုကျွန်တော်ရဲ့ bank account တွေနော် bank account တွေမှာ minus တွေဖြစ်နေတယ်အာအနီရောင်တွေဖြစ်နေတယ်နော်ကျွန်တော်ရဲ့ bill တွေနော်ကျွန်တော်ရဲ့ car bill တွေကျွန်တော်ရဲ့ mortgage တွေနော်စပွဲပုံမှန်တင်ပြင်ပါလို့ရမလဲနောက်ပြန်စုတ် နော်နီးသွားရင်ပါဝါနဲ့ကိုရိုက်မိမှာဆိုလို့နော်နောက်နေနေပြန်ဆုံးပြီးပါပြီလဲအဲ့ဒီဟာကို prophet ပြူအာမင်အာမင်ဒီဒီမှာအဲဒီဒီဒီဟာဆိုကျွန်တော်ပါဆိုဒီဒီဟာက mortgage ဆိုပါတော့နော် mortgage နေဦးက prophet ပြူတယ်အာမင်နောက်တစ်ခေါက်နေဒီမှာမရှိရဘူး hallelujah အာမင်ပျောက်ကင်းစေအာမင်တေးကျမ်းမာစေအာမင် mortgage စေကျမ်းမာသွားဖို့လိုအပ်တယ်အာမင်ကျွန်တော်စီကိုနောက်ထပ်မလာဘူးအာမင် အာမင်ကျွန်တော်တို့ရဲ့ဘာကတ်တွေမှာမရှိတဲ့အရာတွေပါလဲ prophet ပြုဟာကိုနော်နော်ကိုနော်နော်နေရနေရလဲတနေတနေတနေတော့များသွားပြီနော်ရေနေနေဝင်သွားပြီလားမသိဘူးယေရှုကတစ်ပင်ကိုစကားပြောတယ်ကျွန်တော်တို့ကဘာကောက်ကိုဘာလို့စကားမပြောရရမှာလဲအာမင်ယေရှုကတင်ပေါ်တဖမ်းပြီးတွားကြည့်တယ်ဘိုက်ဆာဆာနဲ့အာ I want to eat some fruit ကြည့်တော့ဘာမှမရှိတော့ you die ကျွန်တော်တို့တော့တပြေးသွားနော်ပြောချင်တာကပါလဲတစ်ပင်ကအဲ့ဒီတစ်ပင်ကယေရှုကိုစကားပြောနေတာဖြစ်တယ် နော်တင်ပေါ်တဖန်ပင်ကယေရှုကိုစကားပြောနေဘာဘယ်လိုပြောနေတိတယ်အယွက်ပဲရှိပြီးတော့အတီးမရှိဘူးတဲ့နော်တစ်ပင်ကကလည်းတနည်းပြောရင်အဲ့ဒီတင်ပေါ်တဖန်ပင်ကဘာလဲဟီပိုခရိတ်ဟန်ဆောင်နေတာသူ့ကိုသူအတီးတီးတလို့တလို့လေးရှိနေအယွက်နဲ့ယေရှုကအတီးစားဖို့သွားကြမရှိတဲ့ခါမှာယေရှုကပြောထည့်လိုက်တယ်နော်တင်အတီးကိုနောက်ထပ်ဘယ်သူမှမစားစေနဲ့အတီးကကိုကိုစကားပြောနေတာဖြစ်တယ်ကျွန်တော်ပြောပြမယ်ကျွန်တော်တို့ရဲ့ bank account တွေကကျွန်တော်တို့ကိုစကားပြောနေတာဖြစ်တယ် ကျွန်တော်ရဲ့အယိုးချောက်တွေကကိုယ့်ကိုစကားပြန်ပြောနေတာဖြစ်တယ်။ကိုနော်နော်တခါမှကျွန်တော်ဘယ်ကောင်စကားပြောတော့မကြောက်ဘူး။နေညာအိတ်လို့မရဘူးမလား။အဲ့ဒါနေဘယ်ကောင်နေကိုစကားပြောနေတာလဲ။နော်နော်ညာအိတ်လို့မရဘူးမလား။နေဘယ်ကောင်နေကိုစကားပြောနေတာ။နော်ကိုနော်နော်ဒီကရှောက်ပြောနေတယ်။နော်ငါငါကဟိုဒီဒီငါရဲ့ build ရစကားမပြောဘူး။နေစဲတာကြောင့်ပဲစဉ်းစားနေတာမလား။အဲ့ဒါနေကိုစကားပြောနေတာ။ပြောလိုက် shut up နော်။ shut up in jesus name i prophesy you you are filled you are pale in jesus name ကိုပရောဖက်ပြုရမှာဖြစ်တယ်အာမင်ကိုမလို့ချက်ဖျားတိကကျွန်တော်တို့ prophesy ပြုဖို့ကျွန်တော်တို့ကိုပြောထားတာဖြစ်တယ်ကိုမလို့ချင်းနေရီ prophesy ပြောပြီးရင်အဲ့ဒါတွေကိုရမယ်ဆိုတော့ကိုယုံကြည်အာမင်အာမင်ကိုတက်တာထဲမှာဆုံးရှုံးသွားတဲ့ကိုရရိုးချောက်မှန်တမရအကုန်လုံးယေရှုနာမနဲ့ပရောဖက်ဆိုက်ပြုအာမင် အာမင်ကိုယ့်ရဲ့ကျင်ဖို့ကျင်ဖက်တွေလိုချင်တဲ့သူတွေเนาะဒီမှာလူပြိုအများကြီးရှိတယ်ပြိုလေးတွေရှိတယ်เนาะလိုချင်လဲပါလဲယေရှုနာမ၌ငါနဲ့တင့်တော်ရဲလို့ဖျားသခင်တတ်မှတ်ထားရဲလို့ယေရှုနာမ၌နေုံက prophet ပြုတယ်ဟောသူ prophet ပြောကိုကိုကို prophet ပြောမှာအဲ့ဒါကြတော့เนาะเนาะ no no ဆိုပါတော့ no no နေကအယားချော်တဲ့လှတဲ့ကောင်းမလေးနဲ့ရပြီဖြစ်ကြောင်းယေရှုနာမ၌နေုံက prophet ဆိုင်ပြုတယ်ကိုကိုကို prophet ဆိုင်ပြုဟိုဆရာဒီဆရာကိုစောင့်မနေနဲ့เนาะဝိညာဉ်တော်ဖျားကထူးခြားတော်နေရာကဒီထဲမှာရှိတယ်အာမင် အဲ့ဒါကြောင့်ကျွန်တော်တို့ကစူတောင်းတဲ့ခါကျတချို့လူတွေကျွန်တော်ပြောပြမယ်ပြောပြမယ်ပြောပြမယ်အရင်ပြောပြချင်လို့လို့ပြောပြမယ်ပြောပြမယ်တချို့လူတွေကစူတောင်းတဲ့ခါကျဒီအတွေးခေါ်ရှိတယ်ကျွန်တော်တို့ဆူတောင်းတဲ့ခါကျဘုရားသခင်ဆူတောင်းဘုရားသခင်နားမငြောင်ဘူးတဲ့။ဘာကြောင့်လဲဆိုတော့သူတို့ဆူတောင်းတဲ့ဟာကတိတ်နေနဲ့ပိတ်နေလို့တဲ့။ကောင်းကင်နိုင်ငံမရောက်နိုင်ဘူးတဲ့။တချို့လူတွေကနော်စိတ်ကူးထဲမှာအဲ့လိုရှိတယ်။နော်အာ Bible study မှာနောက်တစ်ခေါက်ပြန်သင်ပေးမယ်။ Prayer ဆိုတဲ့ topic နဲ့ကျွန်တော်သင်ပေးမယ်နောက်တစ်ခေါက်ကျနော်။နောက်နောက် topic ကျုံတဲ့ခါကျကျွန်တော်တို့က ကျွန်တော်ရဲ့ဆူတောင်းတာကခေါင်းမူးဖောက်ဖို့မလိုဘူးเนาะကျွန်တော်တို့ဖះကအထဲမှာရှိတယ်အဲကြောင့်ကျွန်တော်တို့ခေါင်းငုံပြီးဆူတောင်းတာဖဖះဆိုတော့ဖះကဒီမှာရှိလို့เนาะကျွန်တော်တို့ပြောတဲ့စကားကဒီနှာခေါင်းတောင်ကြော်စရာမလိုဒီအောက်မှာရှိတယ် hallelujah amen our father လို့ပြောလိုက်ရတယ်ဖះကဒီမှာကြားတယ် amen ကျွန်တော်တို့ရဲ့ဆူတောင်းတာကဟိုဟာဒီဟာဒီဖောက်စရာမလိုဖះကကျွန်တော်တို့နဲ့အတူရှိတာဖြစ်တယ်ကျွန်တော်တို့ဘက်ကလည်းဖះကကျွန်တော်တို့ခုနကျွန်တော်ပြောသလိုပဲ power plug ပေါက်ကျွန်တော်တို့ကိုပေးထားပြီးပြီဖြစ်တယ်ကျွန်တော်တို့ဘက်ကလည်း switch on ဖို့ပဲလိုအပ်တာဖြစ်တယ် amen ကျွန်တော်ပြောပြမယ်ကျွန်တော်ခရစ်ယာန်တော်တော်များများကဒီလိုဒီလိုပုံစံရှိတယ်ကျွန်တော်ဒီမှာခုနမိုးမောင်တို့ဒီမှာလာတယ်တို့အရင်ဆုံးလာတယ်ဖျားချောင်းလာတာနဲ့မီးခလုတ်ဖွင့်လိုက်အဲလာတာနဲ့မီးတွေမလင်းဘူးမီးတွေကကုန်ပိတ်နေဘယ်နှစ်ယောက်က PG အနေနဲ့ smart ကိုဖုန်းခေါ်တယ်အေးဒီဖျားချောင်းမှာမီးပလာဘူးလှုပ်ကြပါဦးဘယ်သူကဘယ်သူကလှုပ်လဲဘယ်သူမှမလှုပ်ဘူးကျွန်တော်လှုပ်တာပါလှုပ်တယ်ဟာမီးမီးပေါင်နေတယ်ဟောမီးတော့ switch on လိုက်တယ်ပါဝါကရှိပြီးသွားပြီ switch on ဖို့ပဲလိုအပ်တယ်။ Amen ။ဖခင်ကကျွန်တော်တို့ကိုပေးပြီးသွားပြီ။ကျွန်တော်တို့ကို authority power ပေးပြီးသွားပြီ။ Amen ။ကျွန်တော်တို့ကယဉ်ချမ်းတာမြတ် idea တွေကျွန်တော်တို့ထဲမှာရှိပြီးသွားပြီ။ဟောအရင်တော့ကျွန်တော်ခြားတော့ဘာသာစကားနဲ့ပြောကြ J cloud ထဲမှာပုံရှိတယ်။ပြဿနာကကျွန်တော်တို့ကအဲကျွန်တော်ရဲ့ J cloud i cloud ကကျွန်တော်တို့ကဒီမှာ something stuck ဖြစ်နေတယ်။နော်။ဝိညာဉ်တော်ဖခင်ကကျွန်တော်အထဲမှာရှိတဲ့ချမ်းတာမြတ် idea တွေကျွန်တော်အထဲမှာရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ကဘာလဲအပြင်ထွက်မလာဘူး။ကျွန်တော်တို့ကဘာလို့ရမလဲဒီကနေ့ဘာလဲပြောထုတ်ရမှာဖြစ်တယ်အာမင် ဲ့ဒီတွေးချောက်တဲ့အယိုးတွေကိုကြည်ပြီးတော့ဗာလဲကိုကပြောထုတ်ရမှာဖြစ်တယ်အာမင်ယေရှုနာမ၌ငါကြင်ညာတယ်အာမင်နေအကျွေးတရားကုန်နေဒီအကျွေးတရားကုန်လို့အပျောက်ကင်းနော်ပျောက်ကင်းပျောက်ကွယ်သွားကြနော်ကွယ်ပျောက်ပျောက်ကွယ်နော်နင်တို့ကမတွေ့ချင်ဘူးငါ့ကိုလည်းမကြည့်နဲ့နင်တို့လည်းငါမကြည့်ချင်ဘူးနော်တခါတည်းနှင်ထုတ်ရမှာဖြစ်တယ်အာမင်အာမင်ကျွန်တော်ရဲ့အသက်တာထဲမှာဘာလို့ချင်းလဲဖခါကကျွန်တော်တို့ကိုဘာလို့ချင်းလဲနေလို့ချင်းတာအားလုံးတားတော်နဲ့တကွာခတ်သိမ်းတော့ကျွန်တော်တို့ကိုပေးပြီးသွားပြီအာမင် ယူဖို့ကကျွန်တော်တို့တာဝန်ဖြစ်တယ်ခုနငှက်တယ်လို့ပဲပစာအားပြီးအားနိုးဘူးကြီးဆိုပြီးမနေနဲ့အာမင်အာမင်ကိုပေးလာလို့ပြောလိုက်အောင်နိုးဘူးလှုပ်ပြလိုက်တော့လို့ပြောကြည့်အောင်နော်ခုနလားနိုဘူးပြစ်လိုက်တော့ဖခါကကျွန်တော်တို့ကိုပေးပြီးသွားပြီးယော့ယော့ယော့ပေးပြီးသွားပြီးနော်ပေးပြီးသွားကျွန်တော်ဖက်ကပါလဲယုံကြည်ခြင်းနဲ့ဝန်ခံပြီးတော့ပါဖြစ်လဲတိမ့်ပိုက်ဖို့ဖြစ်တယ်အာမင် ကိုယ့်အသက်တာထဲမှာကိုယ့်ရဲ့အောင်းနောက်ထဲမှာ idea ကိုနော်နော်ကိုနော်နော်ပြောတော့ဖျားတည်းကျွန်တော်တို့ idea တွေပေးပြီးသွားပြီငါတို့ကိုကောင်းတဲ့အရာတွေပေးပြီးသွားဘယ်မှလဲမတိဘူးဆိုရင်ကိုယ့်ရဲ့အောင်းနောက်ကို prophesy ပြုငါအောင်းနောက်ယေရှုနာမနဲ့ညီကရန်တော်တယ်ရန်တက်တယ်အကြောင်းရန်တစ်တွေရောက်ရှိတဲ့အောင်းနောက်ဖြစ်ကြောင်းနေုံက prophesy ပြုတယ်အာမင်ကိုကိုကို prophesy ပြုကိုအောင်းနောက်ကို prophesy ပြုအာမင်အာမင်ကျွန်တော်တို့အားလုံးက prophet တွေဖြစ်တယ်အာမင်ခုနကျွန်တော်ပြောသလိုဒီနေ့ဒီကျွန်တော်နှုတ်ကပတ်တော်ပြီးတာနဲ့အားလုံးက prophet တွေဖြစ်သွားပြီအာမင် အဲ့လိုပြောလို့သူများကို prophet ရှောက်ဖို့ပြောတာမဟုတ်ကိုကိုကို prophet ပြုဖို့ပြောနေတာဖြစ်တယ်အာ